ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live here we go ကနေပြီးတော့ပြန်လဲပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောလီလီတနေ့ဖြစ်ပါစို့ဒီညာကနေပြီးတော့စုမုံကောင်းတောင်းပြီးလိုက်ပါတယ်ဘောနော် အဲ့လက်ရှိမှာဒီနေ့မှာတော့ကျွန်တော်တို့ here we ကိုမင်းညက here we go ဖြစ်သွားခဲ့ပါတယ်အဲ့ here we go ကအကုန်လုံးသိပြီးသားပါဒါကျွန်တော်တို့ဖြစ်မယ်မှန်လဲအကုန်လုံးသိတယ်ဒါဒါမှမတော်တော်လေးကိုဒါကျွန်တော်တို့တိတိကျကျဖြစ်သွားတဲ့အပြောင်းအရွှေ့တစ်ခုလို့ဖြစ်ရမှာအဲ့တော့ဒီ here we go လည်းပြောပြီးတဲ့နောက်မှာဒါကျွန်တော် liverpool ရဲ့အပြောင်းအရွှေ့အကြောင်းလေးနည်းနည်းလေးထပ်ပြီးပြောခြင်းတယ်ပေါ့နော်အဲ့လက်ရှိမှာ liverpool သင်္ကန်းတော့ဒါကျွန်တော် total အားလုံးပေါင်းဒါမနေ့ကဖြစ်ပြပါဝင်နှစ်ခုဖြစ်ခဲ့တဲ့နေရာမှာပါပါတယ်အဲ့ liverpool သင်္ကန်းဒါကျွန်တော်တို့လက်ရှိဒါမနေ့ကတော့သူတို့ဒါ right back ကစားသမားနေရာအတွက်မြန်မြန်ဆန်ဆန်ပဲဒါကျွန်တော်တို့ဒါအလုတ်လုတ်ပြခဲ့တယ်ဆိုတာကိုဒါဆက်လက်အဲ့တော့ FG တို့အုပ်စုကဗျာဒီလားကျွန်တော်ဘလောက်တိလေးစောက်ဘလေးဖောင်းထိုင်ထူထူလားအဲ့တပေါက်ကခမပေါ့ရှုပ်လို့မရအောင်စာချုပ်ဖြတ်သိမ်းကြီးရှိတဲ့ကစားသမားတွေက FG ရဲ့ဂွင်းထဲမှာတော်ရုံတန်ရုံမလွတ်တဲ့တယ်မှာပါတယ်ခမအဲ့ဒါတကယ်သေးလားကျွန်တော်တကယ်အဲ့ဘေးအဲ့တပေါက်တော့ကြည်ကျခမအဲ့ကစားသမားတယောက်ကနော်စာချုပ်ဖြတ်သိမ်းကြီးရှိရဆိုအဲ့ကစားသမားတို့လူချင်းနေဆိုအဲ့ကစားသမားမဖြစ်ဖြစ်အောင် သူတို့အနေနဲ့ဒါကျွန်တော်လိုက်တဲ့တည်းမှာပါအဲ့ဒါကတော်တော်လေးကိုဒါအဆင်ပြေတဲ့တည်းမှာပါတယ်ပေါ့နော်အဲ့တော့ညီတို့ပင်စူစီကမူအခုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒီဒီလေးပြောမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တည်ကြတဲ့အတိုင်းပဲအလဇနာအာလို့ဒါကျွန်တော်တို့လစ်ပူးတင်ကနေပြီးတော့ဒါကျွန်တော်တို့လာမစ်ယာတီမှာထွက်ခွာမယ် right back နေရာအတွက်ဒါကြောင့်မို့ဒါကျွန်တော်တို့လစ်ပူးတင်နဲ့လူလို့တယ်အဲ့တော့ရှင်းတယ်လစ်ပူးတင်ကသူတို့ရဲ့ဒါကျွန်တော်တို့ right back နေရာအတွက် Leverkusen ရဲ့ဒါကျွန်တော်တို့ right back ကစားသမားဖြစ်တယ်ဒါ Frank Baum ပေါ့နော်ကျွန်တော် Netherlands ကစားသမား Frank Baum ကိုသူတို့အနေနဲ့ဒါပြတ်မှတ်ထားရတယ် အဲ့တော့ frame ပေါင်းကဒါကျွန်တော်တို့တိတိတိအားလောက်ကဒါကျွန်တော် Liverpool team နဲ့တရားဝင်စကားပြောခဲ့တာလွန်ခဲ့တဲ့ဒါ3လ4လလောက်ကလေးက frame ပေါင်းကိုဒါတရားဝင်စကားပြောခဲ့တယ်လို့သိရတယ်။အဲ့ဒီအချိန်မှာဒါကျွန်တော် frame ပေါင်းအနေနဲ့သူကတော့ရှင်းတယ်။ Alexander Arnold ထွက်မှာတည်ကြရင်သူနေတာကျွန်တော် Liverpool team မှာနံပါတ်1နေရာရမယ်ဆိုရင်တော့ frame ပေါင်းကတကယ်ကိုကောင်းမွန်တဲ့ကစားသမားဒါ replacement တစ်ခုဖြစ်လာနိုင်တယ်လို့အကုန်လုံးသိရတယ်မှာပါတယ်။ frame ပေါင်းကိုကျွန်တော်အနေနဲ့ personally ကတစ်ခုပဲမကြိုက်တာရှိတယ်။သူဟာကျွန်တော်ဒါ Alexander Arnold ထက်ပိုတော်မှာ တိုက်ဆက်အားတန်ကစားသမားဖြစ်ပြီးခံစစ်မှာတော်တော်လေးကိုအားနေတဲ့ကစားသမားဖြစ်တယ်။အာနီစလော့နေတဲ့ဒါကြီးကိုပြောင်းလဲပြစ်နိုင်မယ်ဆိုတော့ဖရင့်ပေါင်ရဲ့ဒါကျွန်တော်တို့ အာ limit ကဒါကျွန်တော်လုံးဝ potential ကနေ next level ဖြစ်သွားမယ်လို့မြင်နေတာလက်ရှိကျွန်တော်အမြင်ပေါ့နော်အဲ့တော့လက်ရှိမှာ Jeremy Frimpong ကိုတော့ Liverpool တင်းကဒါကျွန်တော်သူရဲ့ဒီနှစ်ရဲ့ပထမအဦးဆုံးခေါ်ယူမှုတစ်ခုဖြစ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့သိရတယ်တမပါအဲ့တော့လက်ရှိမှာဒါကျွန်တော် Liverpool တင်းက Leverkusen ကိုဒါကျွန်တော် Euro 30ပုံစံမျိုးဒါကျွန်တော်အရင်ကြပုံစံမျိုးပြီးတော့မှာမဟုတ်ဘဲနဲ့ Euro 35တန်းစာချုပ်ဖြတ်သိမ်းကြီးကိုတခါတည်းပြီးတော့မှာဖြစ်တယ်လို့သိရတယ်တမပါပထမဒါ Liverpool တင်းနဲ့ Euro 35တန်းပူပေးပြီးစာချုပ်ဖြတ်သိမ်းကြီးကိုဒါဖြတ်ဖို့အတွက်စူးစမ်းခဲ့ပေမဲ့ Leverkusen အနေနဲ့ဒါလက်မခံဘဲ ဲ့ယူရို35သန်းအပြည့်ဝပေးချေမှာလက်ခံမယ်ဆိုတဲ့ပုံစံမျိုးလီဗာပူးအသင်းကိုတောင်းဆိုခဲ့တယ်။ဒီနေ့မှာလီဗာပူးအသင်းကလည်းဒါချက်ချင်းဆိုလို့လိုက်ရောပေးခဲ့ပြီးတော့ Jeremy Frimpong ကိုခေါ်ယူဖို့အတွက်ဒါသဘောတူညီမှုရရှိခဲ့ပြီးဆိုပြီးတော့ Fabrizio Romano အနေနဲ့ဒါတရားဝင်ဒါကျွန်တော်တို့သူ့ရဲ့ဒါ Twitter စာမျက်နှာပေါ်မှာ Here we go ဆိုပြီး confirm လုပ်ခဲ့တာကိုတွေ့ရမှာပေါ့နော်။အဲ့တော့လက်ရှိမှာဒါကစားသမားကတော့လီဗာပူးအသင်းရဲ့စာချုပ်သက်တမ်းအရ9နှစ်သက်တမ်းချုပ်မယ်လို့သိရတယ်မှာပါတယ်။တချို့တော့ဒါကျွန်တော်လီဗာပူးရဲ့တချို့ channel တွေမှာတော့9နှစ် plus 1နှစ်လို့ကြားတယ်။ဒါ Fabrizio Romano ကတော့5 year လို့ပဲရေးသားတာ ပါတယ်အဲ့တော့ဒါကျွန်တော်ဘယ်တော့တရားဝင်ချင်းကြီးညာမလဲဆိုတော့ကျွန်တော်အနေနဲ့ personally ပြောမှာဆိုတော့အပြောင်းရွှေ့ရသည်တရားဝင်ဖွင့်မှာပဲတရားဝင်ကြီးညာမယ်လို့မြင်တယ်ဒီကစားသမားအလွတ်နဲ့မဟုတ်တဲ့ကြောင့်ပါတရားဝင်ကြီးညာခွင့်မရှိသေးဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အာဆိုသင်ဇူဘီမန်ဒီခေါ်သူပဲပေါ့နော်အဲ့တော့လက်ရှိမှာဒါစာချုပ်ဖြတ်သိမ်းချက်ကိုလီဗာပူးအသင်းကတော့ဒါကြောင့်လီဗာကူဆင်ကိုပေးမယ်လို့သဘောတူညီမှုရသွားပြီကစားသမားကလည်းလီဗာပူးကိုကောင်းကြီးလိုက်ပြီဒါကျွန်တော်များမကြမင်းရသက်တစ်ပတ်မှာဖရင်ပေါင်တယောက်အနေနဲ့ဒါကျွန်တော်တို့လက်ရှိဒါလီဗာပူးမှာစိတ်စစ်တော်မှာဖြစ်ပြီးတော့ဒါအပြောင်းရွှေ့ရသည်တရားဝင်ဖွင့်နေဆိုတာနဲ့ကိုလီဗာပူးအသင်းကတော့ဒါကျွန်တော်တို့ဖရင်ပေါင်ကိုတ ရားဝင်ကြေညာမှုတွေ ready ဖြစ်နေပြီလို့ကြားသိရတယ်မှာပါတယ်။လီဗာပူးတင်းကတော့ရှင်းပါတယ်အလက်ဇန္ဒားအာနူနီယာတို့ဒါကျွန်တော်အများအချင်းကြာကြီးစောင့်မနေတော့ပဲနဲ့မြန်မြန်ဆန်ဆန်ဒီကစားသမားကိုခေါ်ယူလိုက်တယ်လို့ပဲပြောလို့ရမှာတယ်မှာပါ။အဲ့တော့ Jeremy Pringbaum Netherlands သားကျွန်တော် Liverpool ကနေပြီးတော့ Manchester Manchester City ရောက်ကျွန်တော် Liverpool ကနေအခုလက်ရှိမှာဒါကျွန်တော် Liverpool အသင်းကိုတော့ကျွန်တော် Euro 35သန်းစာချုပ်ဖြတ်သိမ်းခြင်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့ပြောလို့ရမယ်တဲ့မှာပါပါတယ်ကစားသမားကလီဗာပူးသင်းနဲ့9နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတချို့သောသတင်းတွေမှာ9နှစ် plus တနည်းလို့လည်းကြားတယ်အခုလက်ရှိမှာကစားသမားနဲ့လာမယ့်ရသက်တပတ်လာမယ့်ရက်ပိုင်းအတွင်းမှာဒါလီဗာပူးသင်းနဲ့ဆစ်စစ်တော့မှာဖြစ်ပြီးတော့သူတို့အနေနဲ့ဒါ sorry ပါသူတို့အနေနဲ့ဒါကျွန်တော်တို့ဒါ liverpool တင်းရဲ့ဒီနှစ်ရဲ့ဒါကျွန်တော်ပထမဥဆုံးဒါခေါ်ယူတဲ့ကစားသမားတစ်ယောက်လည်းဖြစ်လာတယ်လို့ကျွန်တော်တို့သိရတယ်မှာပါပါတယ်အဲ့တော့မီတို့ပင်စူစီကမှု liverpool တင်းကဒါအပြောင်းရွှေ့လုပ်တဲ့နေရာမှာတော်တော်လေးကိုမြန်ဆန်တဲ့ကစားသမားတစ်ယောက်ကိုမြန်ဆန်တဲ့ဒါအခြေအနေတခုအမြင်နဲ့ပါအဲ့တော့ ် FFG ကိုကျွန်တော်ဘလောက်တိပဲစောက်ပြပြောပြောပေါ့နော်ဒါလက်ရှိမှာ FFG နဲ့စာချုပ်ဖြတ်သိမ်းခြင်းရှိတဲ့ကစားသမားတွေဆိုအငဲတန်းသူများရဲ့ထဲ move လုပ်တာအယံညံနဲ့အတင်းတင်းဆိုတာကျွန်တော်အနေနဲ့အတိမတ်ပြရဖြစ်တယ်အဲ့တော့ FFG အနေနဲ့စာချုပ်ဖြတ်သိမ်းခြင်းရှိတဲ့ကစားသမားကိုလိုက်ပြီးဆိုရင်တော့သူများရဲ့ထဲနှစ်ဆသုံးဆလေးဆလောက်ကိုပုံမြန်တဲ့အတင်းတင်းဆိုတာတော့ကျွန်တော်ဒီနေရာကအတိမတ်ပြပါတယ်အဲ့တော့ Liverpool တင်းနဲ့အခုလက်ရှိမှာ Alexander Arnold နေရာမှာတော့ Jeremy Frimpong ကိုတရားဝင်အစားထိုးနိုင်လိုက်ပြီးလို့ဆိုလို့ရမယ်တဲ့မှာပါပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးဆွေးနွေးရမယ်ဆိုရင်တော့ဒါကျွန်တော် Liverpool အသင်းကတော့ကျွန်တော် တို့ corner bradley ကိုလည်းစာချုပ်တက်တန်းအရကျွန်တော်၄နှစ်2ခဲ့ပြီလို့သိရတယ်ဒီမှာပါပါတယ် corner bradley နေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သိရတော့ကတော့လက်ရှိရနေရလားဆိုတော့အများကြီးပူရပြီးတော့တပတ်လောက်ခလာစားကျွန်တော်တို့ဒါ8000ကျွဲနဲ့8000ကျွဲတချို့တော့တင်းအောင်8000နဲ့9000ကြာရဖို့အတွက်လည်းတာဆူသွားခဲ့တယ်လို့ကြားသိရတယ်ဒီမှာပါတယ် corner bradley ကတော့ liverpool အသင်းမှာသူ့နေနဲ့ဒါကျွန်တော်ဒုတိယဒါ rotating ပုံစံမျိုးဆော့ရမယ်ဆိုလဲဆော့ဖို့အတွက်သူ့နေနဲ့ ready ပဲသူ့အသက်အရွယ်နဲ့ကျွန်တော်တို့က AC ပေါ့နောက်၄နှစ်ပေါင်းနေတော့မှဒါ corner bradley နေနဲ့ AC အသက်အရွယ်အဖြစ်အကြိုက်ပါကျွန်တော် ောက်၃နှစ်၄နှစ်မှာတော့မှဒါကျွန်တော်တို့ အဲ personally အမြင်ရပြောရမယ်ဆိုရင်တော့ Bradley တောင်ဒါ3နှစ်4နှစ်မှာတော့အသက်အရွယ်အဖြစ်ပြန်ကြည့်မယ်နော်ဆိုအသေးပြောင်းကျင်နေဆိုတော့သူ့ရဲ့အသက်အရွယ်ကတော်တော်လေးကိုအဆင်ပြေနေမယ်အသက်အရွယ်တစ်ခုဖြစ်တဲ့ကြောင့်မို့စာချုပ်တက်တန်4နှစ်ဆိုတာ Bradley တော့တော်တော်လေးကို fair ဖြစ်တဲ့ဒါစာချုပ်တက်တန်တစ်ခုလို့ပြောလို့ရတယ် Liverpool တင်းကလာစားကိုတော်တော်လေးကိုတိုးပီးပေးခဲ့တဲ့ကြောင့်မို့ Corner Bradley ရဲ့စာချုပ်ကတော်တော်လေးကိုအဆင်ပြေခဲ့တယ်နှစ်ဦးနှစ်ဖက်ဒါအဆင်ပြေခဲ့တဲ့မှာပါတယ် Corner Bradley ရဲ့စာချုပ်အစ်စ်မှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမပါဘဲနဲ့ Corner Bradley ကလက်ရှိမှာ Liverpool အစ်စ်မှာပဲဆက်ရှိပဲဘောနော်အဲ့တော့ Corner Bradley နေနဲ့ခုလက်ရှိမှာဒါကျွန်တော်ဖတ်ရတဲ့လောက်ကပေါ့ယုံကြည်ချက်က Frank Pound ဒါအဆင်မပြေခဲ့ရင်သူ့ဘက်ကိုဒါ ျွန်တော်ဒီပြအနေနဲ့လှည့်လာနိုင်တဲ့အတွက်ကြောင့်မလို့အခက်မသိရင် Bradley ကဒါ Frank Pong ကိုတောင်ကျော်ပြီးတော့ first choice ဖြစ်သွားနိုင်တဲ့ movement တွေရှိတဲ့အတွက်ကြောင့်မလို့ corner Bradley တယောက်ဒါကျွန်တော် Liverpool အသစ်မှာပဲဒါဆက်လက်ပြီးတော့သူနေရာရရေးအတွက်ကြိုးစားသွားမယ်လို့သိရတယ်မှာပါပဲ။အဲ့တော့ဒါလက်ရှိမှာဒါ Liverpool အသင်းအတွက်ကဒါ right back နေရာအတွက်ကလည်းအရန်လူစင်းဟောဒါကျွန်တော် first lineup လူစင်းဟောအတွက်ကလက်ရှိမှာလုံးဝ100%စိတ်အေးသွားရပြီလို့ဆိုလို့ရမယ်ဒီမှာပါပါတယ်။အဲ့တော့ဒါကျွန်တော် first lineup အတွက်ကဒါကျွန်တော် Jeremy Frank Pong ကိုစာချုပ်တက်တန်း9နှစ် +1 နှစ်ကျွန်တော်လက်ရှိမှာ မှာ corner brady ကိုတော့ sajud tadan lee နှစ်အဲ့တော့ကစားသမား၂ယောက်လုံးကဒါကျွန်တော် frame ball 130တိရှိမယ်ဒါကျွန်တော်လက်ရှိ brady က129တိရှိမယ်အဲ့တော့ liverpool သင်းရတာကျွန်တော် right back နေရာအတွက်ကတော့ဒါနောက်ထပ် lee နှစ်၅နှစ်အတွက်တော်တော်ကြီးကိုစိတ်အေးသွားရပြီလို့ဆိုလို့ရမယ်ဒီမှာပါတယ် liverpool ကမနေ့ပြောမှာဆို full back နဲ့ပတ်သက်လာတော်တော်လေးကိုဒါအရင်တော့ကမသိမြဲအခုနောက်ပိုင်းပါတယ်ကျွန်တော်ဒီနောက်ပိုင်းနဲ့ဒီမှာတော်တော်လေးကိုဒါယင်အေးရတဲ့သင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ liverpool သင်းက jeremy frame ball အပြောင်းရွှေ့အပြီးတဲ့နောက်မှာသူတို့အနေနဲ့ left back နေရာ milo krakas ကိုလုံးဝအာယုံစိုက်တော့မှာဖြစ် တယ်လို့ကြားသိရတယ်မှာပါတယ်သူတို့ရတိုက်စစ်မှုနေရာအတွက်လည်းခေါ်ယူဖို့အတွက်ပြင်ဆင်နေကြိမ်မယ်သူတို့နေတာနောက်တန်းနေရာအတွက်အဓိကလှုပ်ဖို့အတွက်ပြင်လာခဲ့တယ်အခုလက်ရှိအချိန်မှာလီဗာပူးတင်နေတာကျွန်တော်ကျွန်တော်မနေ့ကတင်ဆက်ပေးထားခဲ့လို့ပဲပေါ့နော်အာဗရာဟင်ကူနာတေးကိုလည်းလာရီယယ်မက်ဒရစ်တင်နေမျက်စိကျနေကြောင်းသူတို့အနေနဲ့ကူနာတေးရဲ့စာချုပ်အစ်စ်ကိုလည်းအမြန်ဆုံးတိုးပြီးတော့လုပ်နေတဲ့နေရာမှာပါတယ်ကူနာတေးကိုလက်ရှိမှာဒါကျွန်တော်တို့လီဗာပူးတင်နေတာဈေးကြီးတာကျွန်တော်တို့စာချုပ်တက်တန်းရခေါ်တာကျွန်တော်တို့ အဲဈေးရကောကစားသမားကြိုက်နေတတ်မဲ့ပုံစံမျိုးကို offer လုပ်ဖို့ရှိတယ်။ Liverpool တင်းကအဓိကပြောရမယ်ဆိုသူတို့အနေနဲ့ဒါ main center back ကိုအသစ်တယောက်ထပ်မဝယ်ဂျင်တော့တဲ့အတွက်ကြောင့်ကုနာဒိတ်ကသာလာမဲ့ new year ဒီမှာဆက်လက်ပြီးအသစ်မှာထိန်းသွားဖို့အတွက်စူးစမ်းသွားမယ်လို့သိရတယ်။သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိ market ထဲမှာလည်းဈေးတွေဘလဘွားဖြစ်နေကြတော့သူတို့အနေနဲ့ကုနာဒိတ်ကသာဆုတ်ရှုံးခဲ့ရမယ်ဆိုရင်သူတို့အနေသူတို့ကိုယ်တိုင်ပတ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဒါတွေကတစ်ချက်တော့စောင့်ကြည့်ရမယ်။အဲ့တော့ကုနာဒိတ်ကလက်ရှိမှာစာချုပ်တက်တန်းကုမှုအတွက်နောက်ဆုံးနှစ်ထဲဝင်လာပြီး2025ရောက်တစ်နှစ်ပဲကျန်တော့တဲ့အနေထားမှာဖြစ်လာပြီ။အဲ့တော့တစ်ဖက်က Real Madrid ကလည်းဒါကိုတစ်ချိန်လုံးစောင့်ကြည့်နေတယ်အဲ့တော့ရီယယ်မက်ဒရစ်ကလည်းရှင်းတယ်ဒါစာချုပ်တက်တန်းရတာကျွန်တော်တနစ်ပဲကျေကစားတော့ပတ်စံအများကြီးပေးဖို့စဉ်းစားမရှိဘူးအလွတ်နဲ့သာခေါ်ယူဘူးအစီအစဉ်ရှိရကြောင်ဒါတစ်ချက်တော့ကြိုးစားနေပြီအဲ့တော့လက်ရှိမှာလီဗာပူးအသင်းကလည်းတော့တန်းနေရာအတွက်ကတော်တော်လေးကိုလာမဲ့နေရာဒီအပြောင်းရွှေ့မှာအလုပ်တွေများဖို့ရှိရဲစာချုပ်တက်တန်းတိုးရမယ်လို့တိုးရမယ်ဂျရက်ခွန်ဇာနဲ့ဂူမက်စ်ကိုလည်းလက်ရှိမှာညူကာဆယ်ယူနိုက်တက်ကစိတ်ဝင်စားနေတယ်လက်ဖက်နေရာအတွက်ရောဘတ်စင်ကိုလည်းစာချုပ်တက်တန်းအနှဲငယ်ဒါကျွန်တော်ကာလာတူအတွက်တိုးဖို့ကြိုးစားနေတယ်စီမီကက်စ်ကိုလည်းထိုက်တဲ့နဲ့ဇီယာရောင်းဖို့အတွက်စဉ်းစားနေအဲ့တော့လီဗာပူးအသင်းရဲ့ဒါနောက်တဲ့အပြောင်းရွှေ့အတွက်ကလာမဲ့ ့နွေရာသီမှာတော်တော်လေးကိုအလုရှုံမဲ့နွေရာသီတခုလို့ပြောရင်လည်းကျွန်တော်ကိုတော်ကွန်ပြပေါင်းဗျ။ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပြီးထားခြင်းမကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ညံ့များလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့။ကောင်းမွန်သောဒီနေ့တနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြူတူပါနဲ့။ ်မြန်မာလေးကလေးပြကြအောင်ဗျမြန်မြန်ကလစ်မှမြန်မြန်နိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့ဘောင်းတေးပါပါ